လက်ရှိရင်ဆိုင်နေရတဲ့ငလျင်ဘေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမှုပြန်ရှင်တွေ morality သေုပ်ဆောင်ဆိုတော်တွေအဲဒါတွေကိုလုံးကျွန်တော်တိုက်တွန်းနေတာတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့များများလေးအတန်ထွက်ပေးကြဖို့များများလေးအတန်ထွက်ပေးကြဖို့ပါများများလေးအတန်ထွက်ပေးကြဖို့ဆိုရင်တော့မြန်မာလိုပဲပြောပြီးတော့ကိုယ့်ရဲ့ Facebook ကကိုယ့်ရဲ့ TikTok ကဖြစ်ဖြစ်မြန်မာလိုပဲပြောပြီးတော့ဖြစ်စီအင်္ဂလိပ်လိုချွန်းချင်အင်္ဂလိပ်လိုပြောပြီးတော့ဖြစ်စီတစ်ခါဘာလုံးသိအောင်ဖြစ်စီ Twitter ရရနေဖြစ်စီ TikTok ရရဖြစ်စီအခြားသော social platform မျိုးစုံဖြစ်စီ များများအတန်ထွက်ပေးကြဖို့တိုက်တွန်းပါတယ်။အဲဆိုငလီနဲ့ပတ်သက်ပြီးခင်ဗျားတို့ရဲ့အတန်တွေလည်းအရေးကြီးပါတယ်။ဘာကြောင့်ကျွန်တော်ပြောပြောလဲဆိုတော့ NUG ဘက်တော်သားတွေဖြစ်တဲ့နော်ဟိုပိုင်ဖြိုးသူတို့ဟိုမင်းမြန်းနိုးတို့အဲ့ဒီအုပ်စုတွေကတော့ဟိုမှာအင်္ဂလိပ်လိုပြောပြီးတော့ပြောနေကြပြီ။အင်္ဂလိပ်လိုပြောပြီးတော့ကမ္ဘာလုံးကိုပြောနေတယ်။ဒါပေမဲ့တို့ရဲ့ဒီအောက်တက်ကြတဲ့စိတ်တဲ့တပိုင်းပြန်ပါလာတယ်။ငလင်ဘေးကိုကူညီဖို့ပြောတဲ့အခါမှာငလင်ဘေးကိုကူညီဖို့တွေပြောတာမဟုတ်ဘဲနဲ့ဒီစစ်အာဏာရှင်အုပ်ချုပ်အုပ်ချုပ်မှုအောက်မှာဖြစ်နေတာဖြစ်တယ်ဖြစ်တယ်စစ်တပ်ကိုမကူညီကြဘူးစစ်တပ်ကိုမလုံကြဘူးစစ်တပ်ကိုဝါကြည့်ကြဖို့ဆိုတဲ့ပုံစံမျိုးပြောကြတာတွေ့ရတယ် ဆိုတော့ဒါစစ်တိုက်နေတာမဟုတ်ပါဘူးဒါနိုင်ငံရေးလုံနာမဟုတ်ဘူးဒါငတ်လျင်တဘောပေးဖြစ်ပါတယ်အဲ့တော့ဒါဝေတော်သူတို့ဟာနိုင်ငံရေးအမျက်ထုတ်ဖို့ကြိုးစားပါတယ်အဲ့တော့နိုင်ငံကအတိုင်းဝိုင်းကိုသူတို့ကဟိုကျမအလှမယ်ဘယ်သူမှကျမတိုးဆောင်ဘယ်သူမှအဲကဘာကြီးကဒီငလင်းနဲ့ပတ်သက်ပြီးမြန်မာလေးနဲ့ပတ်သက်ပြီးကုညီပါဆိုတာမျိုးပြောရင်ပြောလို့ရပါမယ်သူကငလင်းပတ်သက်ကုညီပါဒါပေမဲ့စစ်တပ်အုပ်ချုပ်နေတဲ့အတွက်စစ်အာဏာရှင်ကိုသူကမကူညီပါနဲ့စစ်အာဏာရှင်ကုညီမယုံရပါဘူးဆိုတာမျိုးတွေသူပြောတယ်ဗျာကဲအဲ့တော့အဲ့လိုပြောနေကြတယ်ဖြစ်တဲ့အတွက် ခင်ဗျားတို့ကျွန်တော်ဒီပြည်ထဲမှာကြံနေတဲ့မြန်မာအမှုပညာရှင်တော်တော်များများအကုန်လုံး ခင်ဗျားတို့မှာကိုချင်းစာတရားရှိသေးတယ်လူစိတ်ရှိသေးတယ်နိုင်ငံချစ်စိတ်ရှိသေးတယ်ဆိုရင်ဒီလိုအပြင်းအထန်အော်ဂျင်နာအော်နေရာတွေကိုခင်ဗျားတို့အနေနဲ့ခင်ဗျားတို့အုပ်စုကငင်ခံနေမှာဆိုရင်ခင်ဗျားတို့ကိုယ်တိုင်လည်းအလိုလိုလိုပါလိဖြစ်နေမယ်ဒါကြောင့်ခင်ဗျားတို့ကိုယ်တိုင်အတန်ထွက်ကြပါဒီနေရာမှာကျွန်တော်ကျေးဇူးတင်တာတခုရှိပါတယ်သဲဆူငင်းဘာလို့သဲဆူငင်းကသူ့ရဲ့ TikTok ပေါ်ကနေပြီးတော့တင်ပြီးတော့တကဘာလုံးကိုသူကလာမဲ့သဲဆူငင်းမှာ မြန်မာပြည်မှာငလျင်ဒီလိုဖြစ်တယ်ဆိုတော့အခက်အခဲကိုရှင်းပြတယ်ရှင်းပြပြီးတော့အရန်ကိုတိကျိုက်ခံစားရတဲ့အကြောင်းအရာတွေအများပြားဖြစ်သွားတယ်ဆိုတော့ရှင်းပြတယ်ရှင်းပြပြီးတော့မှ तू ကကဘာလုံးကလာကူညီပေးချဖို့ तू ကတိုက်တွန်းတယ် तू တိုက်တွန်းတဲ့အခါမှာမြည်သည့်နိုင်ငံရေးစကလုံးအတုံးတော့မှမပါဘူးလို့မြည်သည့်စစ်တပ်ဆိုတဲ့အတုံးကမပါဘူးမြည်သည့်အလူအယူဆလွဲမမှမပါဘဲနဲ့ तू ကကျွန်တော်တို့နိုင်ငံရင်းဆိုင်နေတဲ့ငလျင်ဘေးကိုကူညီပေးချပါဆိုတဲ့သဘောမျိုးပဲ तू ကဘာလုံးကို तू ပြောခဲ့တယ်အဲ့တော့တဲစုငင်းလူမျိုးဒီအသက်ရငငယ်လေးတွေဖြစ်ပေမဲ့ငငယ်ပေမဲ့အသိပညာမြင့်ပါတယ်ဟိုမှာတေးလူမျိုးကတေးတေးလူမျိုးဖြစ်နေတဲ့ဒီ main ဟိုမင်းမြန်နိုးလိုဟာမျိုးတွေပိုင်ဆိုးသူလိုဟာမျိုးတွေနဲ့တခြားသောဒီပြည်ပြည်အုပ်စုအမှုပညာရှင်အချမ်းဖက်အမှုပညာရှင်တွေဒီအုပ်စုတွေကတော့ကြာတော့နိုင်ငံရေးနဲ့ဆွဲနွယ်ထုတ်ကိုစ조사ကြတယ်မကိုပေါက်လိုလူမျိုးတွေနိုင်ငံရေးနဲ့ဆွဲထုတ်ကိုစ조사ကြတယ်ဆိုတော့ဒီလိုလူမျိုးတွေပြောချင်တာကိုခင်ဗျားတို့ကခင်ဗျားပြောချင်တာပြောနေတာကိုခင်ဗျားတို့အမှုပညာရှင်အတိုင်းဝိုင်းကငြိမ်ခံနေကြတယ်ဆိုရင်ခင်ဗျားတို့တွေအလိုလိုလိုပါလေလားခင်ဗျားတို့ကကိုကျင်းစာတရားမရှိတယ်လားလူစိတ်မရှိတဲ့ကောင်တွေလားဆိုတာခင်ဗျားတို့မမေးကြဘူးပြောချင်ပါတယ်အဲ့တော့ခင်ဗျားတို့လည်းအတန်ထွက်ပြေးလို့လိုပါတယ် ငွေပတ်စံ300လုလိုက်ပါလေ350လုလိုက်ပါလေဆိုတာလောက်နဲ့မလောက်တော့ပါဘူးတကဘာလုံးကိုပြောတဲ့အခါမှာခင်ဗျားတို့ပြောတတ်တော့ပြောတတ်တော့ပြောလို့ရတော့အင်္ဂလိပ်စာကိုစာသမယကိုပြောခိုင်းပြီးတော့စီခိုင်းပြီးရေးခိုင်းပြီးတော့ပြန်ပြောတာမျိုးဝိုင်းပြောကြဖို့လုပ်ကြဖို့ကျွန်တော်တိုက်တွန်းပါတယ်ဘာလို့ဆိုတော့တကဘာလုံးကတချို့သောကိစ္စတွေမှာမထင်မှာပဲနဲ့အမြင်ပြောင်းသွားပါတယ်ခင်ဗျားကျွန်တော်ပြောနေမနေ့က Real Madrid လို့အသိပြောတော့သူနဲ့ပြိုင်ဘက်ကန်နဲ့အသိနဲ့ပြိုင်နေချိန်မှာတော့တကဘာလုံးကနိုင်ငံတကဘာလုံးကတိပြီးတော့မြန်မာကိစ္စမှာတကဘာလုံးတိပြီးတော့ဝိုင်းကူညီကြမယ်ဆိုချိန်မှာ Real Madrid လို့သိရတယ်သူ့ဘောလုံးပွဲမှာ မြန်မာငလျင်နဲ့ထိုင်းငလျင်အတွက်သူ့အနေနဲ့ဝန်ထဲချောင်းဆိုပြီးတမင်းနဲ့ငင်သက်သူတို့လုတ်ခဲ့ကြတယ်ဒါသူတို့အဲ့ချိန်မှာစစ်တပ်တွေနိုင်ငံရေးတွေဘာမှစိတ်ဝင်စားဘူးဒီလိုမျိုးတကမ္ဘာလုံးအောင်စိတ်ဝင်စားဖြစ်စိတ်ပြီးတော့စိတ်နိုင်ငံရေးစစ်တပ်တွေစိတ်ဝင်စားပဲငလျင်ကိုကူညီကြဖို့စဉ်းစားနေတဲ့အချိန်မှာဒီ NUG ဘက်တော်သားအချမ်းဖက်အုပ်စုကရောက်တော့အဲ့လိုမျိုးလုတ်ကြတယ်အဲ့တော့ဒါကြောင့်ဒီဘက်ကပြည်ထဲမှာရှိတဲ့အမှုပြန်ရှင်တွေကလည်းဝိုင်းပြီးတော့ ကိုယ့်ရဲ့ TikTok တွေ Facebook တွေ YouTube တွေအဲ့ဒီကနေပြီးတော့တကမ္ဘာလုံးကိုသိအောင်အင်္ဂလိပ်လိုရောမြန်မာလိုရောနှစ်ဘာသာနဲ့စ조사ပြီးတော့ပြောပြီးတော့အကူအညီတောင်းကြဖို့တိုက်တွန်းပါတယ်ကျွန်တော်သိတဲ့လူတွေကရပါပြီသိ nga သိမျိုးတွေရပါပြီနဲ့မရပါဘူးအဲ့လောက်နဲ့တော့ကျွန်တော်တို့ပွင့်နေပြောရင်တော့မလုံလောက်ဘူးလို့ပဲကျွန်တော်ပြောပြပါစီခင်ဗျားတို့လူတော်နဲတယ်လို့ပြောတဲ့အတွက်လည်းလူတော်လူတော်နဲတယ်လို့ပြောတာလည်းမဟုတ်များတယ်လို့ပြောတာမဟုတ်ဘူးနဲချင်းများချင်းကျွန်တော်စိတ်ဝင်စားဘူးဒါပေမဲ့တကဘာလုံးကိုတော့ကျွန်တော်တို့အားလုံးဝိုင်းပြီးတော့အကူအညီပေးကြဖို့တိုက်တွန်းဖို့လိုတယ်ဒီချိန်မှာငွေကြီးတွေထက်စိတ်စီရနိုင်နဲ့အားကျွမ်းတဲ့အားလုံးပိုက်ပူးအောင်ပါဝင်လေဆိုတာဆိုတာကပဲကျွန်တော်တို့ခွန်အားရင်နံပါတ်1ခွန်အားဖြစ်စေပါတယ် ဒါအောင်မမိဘူးပြောချင်ပါတယ်ဒီနေ့မှာနောက်ထပ်ချီကျူးစာကောင်းတော့ဟိုဖြူဖြူတွေးပေါ့ကျွန်တော်သိရပါတယ်ဒီလိုဖြူဖြူတွေးကတော့ခုမန္တလေးကိုဖြူအောင်ရောက်သွားပြီးတော့မန္တလေးမှာသူကိုယ်တိုင်ကိုဒီငလျင်တန်ပြိနေဒုက္ခရောက်နေတဲ့လူကြီးဂျားတဲ့ထီသူရောက်အောင်သွားတယ်ဆိုတာဒါသူ့ရဲ့ဒီမိသူပြင်ဒီသူတွေဘယ်လိုပြောစီကဘသူတွေဘယ်လိုပြောစီကမှသူ့ရဲ့စိတ်စေတနာနဲ့သူ့ရဲ့ဒီတိုင်းပြည်ပေါ်ချစ်တဲ့စိတ်လေးလူမှုပေါ်ထားတဲ့စေတနာလေးကိုမြင်ရပါတယ်သူဒါဒီလိုချင်းနေမှာသွားလာခက်ခဲပါတယ်အမြန်လမ်းကလည်းသွားတော့တက်ခက်ခဲပါတယ်ဒီလိုခက်ခဲကြတဲ့ဖြစ်နေကြတဲ့ရောက်အောင်သွားတာဖြစ်တဲ့အတွက်ဒါတော်တော်လေးတော့သူ့လည်းချစ်ချူပါတယ်နောက်တစ်ခုက လမ်းတစ်ချောင်းလုံးမှာရှိတဲ့အဲဒီရန်မြန်မာတိုင်းရောက်လို့ရှိတဲ့လမ်းတွေတည်တည်မှာရှိတဲ့ဟိုတချို့လမ်းတွေပေါ်တက်ပြီးနေတဲ့ပြည်ရဲ့ညီငယ်ညီမညီငယ်ညီမငယ်တွေလည်းတိုက်တွန်းကြပါတယ်အကယ်၍ကုညီကယ်ဆေးကားတွေသွားရဆိုရင်မတားမစီပဲလှုပ်ပေးကြပါမတားမစီပဲဘာမှမလုပ်ဘဲနဲ့လှုပ်ပေးလိုက်ကြပါကုညီကယ်ဆေးကားအစ်စ်တကယ်ကုညီဖို့သွားတဲ့လူတွေတကယ်ကိုဘာဖြစ်တာသွားတာဆရာဝန်ဟိုပညာရှင်တွေဘာတွေညာတွေပေါ်ကုညီဖို့တွေကြွန့်ကျင်သူတွေသွားကြရင်မတားမစီပဲနဲ့လွယ်လွယ်ကူလှုပ်ပေးကြပါဒါစည်ရင်းနဲ့မဆိုင်ပါဘူးနိုင်ငံရေးနဲ့မဆိုင်ပါဘူးကျွန်တော်တို့ချင်းစစ်တိုက်နေကြတာမဟုတ်ဘူးသဘာဝဘေးကြီးနဲ့ကျွန်တော်တို့ချင်းဆိုင်နေရတာအဲ့တော့ဂိတ်ဒီ နေရာတည်တည်မှာရှိတဲ့လက်နက်ကင်တဲ့သူတွေနော်ပြည်ထောင်ညီငယ်တွေအနေနဲ့လည်းမြည်သူပဲလာလာဥပမာကျွန်တော်ပဲလာလာဘသူပဲလာလာဗျာကဲဘသူလာလာဒီငလျင်ဘေးကိုကယ်ဖို့သွားကြတာဆိုရင်အတူတူကူညီကြဖို့လိုတယ်ဆိုတာလေးတော့ဒီညီငယ်ညီမငယ်တွေကိုလည်းတခါလေဒီနေ့တိုက်တော့ပါလေပြည်ထောင်ညီငယ်ညီမငယ်တွေလည်းဒီနေ့ကနေကို့မှာရှိတဲ့ကို့မှာရှိတဲ့ကိုကူညီနေတာလေးနဲ့စပြီးကူညီပေးကြဖို့တိုက်တော့ပါလေ